ားလုံးပဲမင်္ဂလာပါဒီတစ်ပတ် Super Sunday Night မှာတော့ဒါကျွန်တော်တို့အင်္ဂလန်ရဲ့အအောင်မြင်ဆုံးကလပ်နှစ်သင်းဖြစ်တဲ့ Liverpool အသင်းနဲ့ Manchester United အသင်းတို့ရဲ့ special big match ပွဲစဉ်ရှိတယ်။ဆိုတော့ဒီပွဲစဉ်ကိုတော့ဒါ Liverpool ကအင်္ဂလန် Anfield မှာတစ်ဖက်က Manchester United အသင်းကိုလက်ခံကစားသွားမှာလည်းဖြစ်တယ်။ဆိုတော့ပထမဆုံး Liverpool အသင်းရဲ့လက်ရှိအခြေအနေ current form ကျွန်တော်တို့ဒီရာဒီပေါ့လေလက်ရှိ struggle ဖြစ်နေတဲ့အနေအထားကိုကျွန်တော်ပြောရရင် လီဗာပူးကပြီးခဲ့တဲ့ရာသီပရီးမီးယားလိချန်ပီယံဖြစ်တယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့ဒီအရင်နည်းပြဖြစ်တဲ့ဂျာဂျင်ကလော့ရဲ့ကစားသမားအစိုးအဖွဲ့နဲ့တိတ်အပြောင်းလဲမဟုတ်ပဲနဲ့ပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တယ်ဆိုတော့ဒါမှမဟုတ်ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီအပြီးကျွန်တော်ဒီနွေရာသီ transfer window မှာ နီးပြအနစ်လော့ကကစားသမားအပြောင်းလဲ6ရောက်လောက်ထိသူလုတ်ခဲ့တယ်အဓိကတော့ကျွန်တော်အသေးအတိုက်စစ်ကစားမဖြစ်တဲ့ဒီဂိုဂျိုတာအဆုံးပါသွားတယ်မထင်မပဲနဲ့ပေါ့လေဒါကျွန်တော်တို့ဒီဒါဝင်နူညက်အသင်းကနေထွက်သွားတယ်လူဝစ်ဒီရဲ့မရှိတော့ဘူးဆိုတော့ဒါပြင်ကျွန်တော်ခန်းစစ်ကစားမဖြစ်တဲ့အလက်ဆန်ဒါအာနိုထွက်သွားတယ်ဆိုတော့ကစားသမားတွေအပြောင်းလဲတွေများဖြစ်ခဲ့တယ်အာကျွန်တော်ဒီရာစီမှာအကိုရဂျီခေါ်ထားတဲ့ Florian West ကလည်းလက်ရှိအခြေအနေထိ ဖလက်တင်းကိုကျွန်တော်တို့ဒါ assist လက်မဖန်တီးပေးနိုင်တယ်လို့ twin goal လည်းမရသေးဘူးဒါပြင်ကျွန်တော်တို့ပေါ့လေပို့ဆိုးတာကဒီအထိုင်ချဖို့ရုံးကန်နေရတဲ့အနေအထားဖြစ်တယ် ဆိုတော့သူ့ပေးရတဲ့ပြောင်းရွှေ့ခြင်းပမာဏမြင်မာတဲ့အနေအထားတွေဒါတွေကဟိုဘယ်လိုပြောကစားသမားမှလည်း fee အားရှိနေတဲ့အနေအထားဖြစ်တယ်။ဒါကြောင့်လက်ရှိအနေအထားရတော့ Liverpool အသင်းမှာကျွန်တော်တို့ရဲ့ transfer window ကဝယ်တဲ့ကစားသမားတွေမှာဆိုရင် EKTK တယောက်ပဲအသင်းအတွက်အကျိုးပြုနေတဲ့အခြေအနေဖြစ်တယ်။ဆိုတော့တခြားသောကစားသမားတွေကတော့အထိုင်ချဖို့ရုန်းကန်နေရသေးပဲဖြစ်တယ်။ဒါပြင်ကျွန်တော်ခန်စစ်မှလည်းဒီပေါ်လေကစားသမားတွေခုနကတည်းကအပါဝင်ဘန်ဒိုက်တို့ကလည်းအသက်အရွယ်တစ်ခုအရာကျွန်တော်တို့အခြားဘက်ရောက်နေတဲ့အနေအထားမှာတော်တော်လေးကိုဝီးဖြစ်နေတယ်။ပေးကိုတွေခွင့်ပြုနေရတဲ့အနေအထားဖြစ်တယ်။ဆိုတော့နေပြအ ာနစ်စလော့အတွက်တော့ကျွန်တော်ဒီပွဲကအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိပရီးမီးယားလိခုနှစ်ပွဲကစားထားတယ်။အာဆင်နယ်ကရမ16မှတ်နဲ့တမတ်ဖြတ်ထားတဲ့အနေထားဖြစ်တယ်။ဒါအပြင်ကျွန်တော်ဒီပွဲလေးစနေနေ့မှာကစားမယ်။ဒီပွဲလေးအဲလီဗာပူးအသင်းအောက်ကအသင်းနဲ့ဖြစ်တဲ့တော်တန်ဟော့စ်ပါတစ်ဖက်ကဘုံမောက်အသင်းတို့ကအနိုင်ရသွားရင်လီဗာပူးကဒီပရီးမီးယားလိတေဘယ်အဆင့်၄လောက်ထိဆင်းပေးရမယ်။ဒါအပြင်ကျွန်တော်ဟိုဘယ်လိုပြောရမလဲ။အမတ်တခြားအသင်းတွေကအမတ်ရသွားတဲ့နေရာမှာကိုအသင်းကဖီအားနဲ့တစ်ဖက်က မန်ချက်စတာယူနိုက်တက်အသင်းကိုရင်ဆိုင်ရမယ့်အနေအထားဖြစ်တယ်။ဆိုတော့မတင်မပဲနဲ့ကျွန်တော်တို့ဒါရှေ့နှစ်ပွဲပေါ့လေပရီးမီယာလိနှစ်ပွဲဆက်ခရစ်စတယ်ဘဲလိအသင်း၊ချက်စီအသင်းတို့ကိုကျွန်တော်နောက်ကျခြေပါကိုရီကြောင့်ဟိုအရင်နိုင်ခဲ့တယ်။ဂျာမန်ချန်ပီယံလိလည်းအရင်နိုင်တယ်။ဆိုတော့စုစုပေါင်းပေါ့လေဒါသုံးပွဲဆက်အရင်နိုင်မှုကိုအင်္ဂွေအမ်ဖီမာနေဗျအနစ်လော့ကခြေဖျက်ရမယ့်အနေအထားဖြစ်တယ်။ဆိုတော့ဒီဘက်ကမန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့လေဒီဟာဒီမှာတကယ် struggle ဖြစ်နေတဲ့အနေအထားဖြစ်တယ်။အာကျွန်တော်ဒီပေါ့လေကလပ်အသင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေမှာတော့ United ကကစားပုံလေးတော့နည်းနည်းကောင်းနေတဲ့အနေအထားတစ်ခုရှိတယ်။ကစားပုံ ကောင်းလာတယ်ဆိုရတဲ့ position ပေးရရော the fuck ကအတင်းကို aggressive system ဖိကစားနိုင်တဲ့အနေအထားရှိတယ်ဒါပြင်ကျွန်တော်တို့ပေါ့လေဒီပြီးခဲ့တဲ့ရာသီဒါ Liverpool တဲ့ရဲ့အင်ကွင်း Anfield မှာ Manchester United တင်ကအထူးထူး draw ကြအောင်ကစားထားနိုင်တဲ့အနေအထားဖြစ်တယ်ဆိုတော့ United က Arsenal တင်နဲ့တွေ့ထားတယ်ကျွန်တော်အရင်နေတဲ့ Manchester City အတင်းနဲ့တွေ့ထားတဲ့အရင်နေတဲ့ဒါပေမဲ့လို့ Chelsea အတင်းကိုတော့သူနိုင်ထားတယ်ဒါကြောင့် basic club အတင်းနဲ့တွေ့ရင်တော့ရလတ်တော့အရင်မကောင်းဘူးဆိုပေမဲ့လို့ခြေစွမ်းကတော့ဟောကျွန်တော်တို့ပေါ့လေအားရစရာအခြေအနေရှိတယ်ခတ်တာက United က လည်းခြေစောမှမှန်တဲ့အခြေအနေနေထားဖြစ်နေတာပေါ့လေဆိုတော့ဟိုတစ်ဖက်မှာလည်းနီးပြဒီပေါ့လေကျွန်တော်တို့ MOR အတွက် FR ရှိတယ်တစ်ဖက်ကလီဗာပူးအသင်းရဲ့နေပြ Anislot အတွက်လည်း FR ရှိနေတဲ့အနေအထားဖြစ်တယ်လက်ရှိအစဉ်စရာယက်တည်မှုတွေအရာတော့ကလပ်တင်းတွေကရမှတ်တွေတိုက်ကွာဟတဲ့အနေအထားမဟုတ်တာကြောင့်မို့လို့တပွဲရဲ့အနာရလက် သုံးမှတ်ဟာအဲကျွန်တော်ဘောလေးဒါအထေပဲဆရာမှာအဆောတောင်ဖြစ်သွားနိုင်တဲ့အနေထားမှာဒါ special ဘေးမှပွဲစဉ်လဲတပွဲဖြစ်တဲ့အကျွန်အင်္ဂလန်အောင်မြင်ဆုံးကလပ်နဲ့တင်းဖြစ်တဲ့ Liverpool တင်းနဲ့ United တင်းတို့ရဲ့ပွဲစဉ်မှာတော့ကျွန်တော်ထင်တယ်အာနှစ်ဖက်အတွင်းကိုဂိုးပေါ်သွားမယ်လို့ကျွန်တော်ယူဆတယ်ဘောလေးဆိုတော့ချစ်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်